Binance Holder Airdrop ကနေညီကိုတို့အတွက် Crypto တွေကို stake လုပ်ပြီးတော့အတိုးတွေရယူနိုင်မယ် Stake Store ဆိုတဲ့ project တစ်ခုကိုမိတ်ဆက်ပေးလိုက်ပြန်ပါပြီ။သူမှာ Airdrop လည်းရှိပြီးတော့ဘယ်လိုယူရမလဲဆိုတာကိုမပြောပြခင်မှာ Stake Store အကြောင်းနည်းနည်းလေးလေ့လာကြည့်အောင်ပါ။ stake stow ဆိုတာက omni chain liquidity protocol တစ်ခုဖြစ်ပြီးတော့ ethereum နဲ့ bitcoin တွေ liquid staking yield optimization နဲ့ cross chain liquidity distribution ကိုလုပ်ပေးနိုင်တဲ့ platform တစ်ခုဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ eth ဒါမှမဟုတ် btc တွေကို stake လုပ်ပြီးတော့အမြတ်ရအောင်လုပ်ပေးပါတယ် stake stone မှာအဓိကလက်ပတ်နေတဲ့ stone spdc stone btc လို့ရှိပါတယ် eth ကို stake လုပ်မယ်ဆိုရင် stone token တွေရမှာဖြစ်ပြီးတော့ရလာတဲ့ stone တွေကို ether တွေရ bnb chain arbitrum စတဲ့ blockchain ပေါက်20ကျော်မှာပြန်သုံးလို့ရပါတယ် ဘေးကွာအတွေ့က SPDC ဓမ္မမဟောစတုတ် PDC ကိုတုံးလို့ရမှာဖြစ်ပြီးတော့အဲ့ဒါတွေကို CrowdJ DeFi တွေမှာ BTC ကိုတုံးလို့ရအောင်လုပ်ပေးပါတယ်။ Liquidity Pick က Blockchain တွေအတွက်လိုအပ်တဲ့ Liquidity ကိုပံ့ပိုးပေးတဲ့ platform ဖြစ်ပါတယ်။ Stake Stoke က $2 billion ကျော် TVL ရှိပြီးတော့ Blockchain ပေါင်း20ကျော်မှာ Deepline လုပ်ထားပါတယ်။သူက DeFi နဲ့ပဲမှာ Liquidity ရဲ့အဓိကကြောရုပ်တစ်ဖွဲ့ဖြစ်လာပြီးတော့ Barra Chain မှာ ဒေါ်လာ430မီလီယံ TVL ကိုထောက်ပတ်ပေးခဲ့တဲ့အပြင် Sicrow မှာဆိုရင်ဒေါ်လာ800မီလီယံ Real Active Liquidity ကိုပတ်ပို့ပေးခဲ့ပါတယ်။ Mantan မှာက1.3ဘီလီယံ TVL ဖြစ်ပါတယ်။လေးရှိမှာ user ပေါင်း3သိန်းကျော်အသုံးပြုနေတာဖြစ်ပြီးတော့ stakes တို့က with3 ရဲ့အနာဂတ်ကိုပိုကောင်းစေမဲ့ project လို့ဆိုရမှာဖြစ်ပါတယ်။ ပြီးတော့နာမည်ကြီးတွေဖြစ်တဲ့ Holy Chain Capital, Yeezy Lamps, OKA Venture တို့ကနေဒေါ်လာ20မီလီယံကိုလည်းရပုံငွေရတာပါတယ်။ဒါအပြင် State Stock Tokyo က84မီလီယံကိုလည်း user ပေါင်း3သိန်းကျော်အတွင်း Android ပေးခဲ့တော့သူ့ရဲ့ community ကပိုပြီးအားကောင်းလာခဲ့ပါတယ်။ Steak Store ရဲ့ native token က STO ဖြစ်ပါတယ်။ Total supply က1 billion ဖြစ်ပြီးတော့ Hora airdrop တွေက15 billion ကို airdrop ပေးသွားမှာပါ။ဈေးကွက်ထဲမှာလက်ပတ်မဲ့ circulating supply က STO 225 million ကျော်ဖြစ်ပါတယ်။ ဟိုဒါအေဒရိုတွေကအေဒရိုလာမယ်ဆိုတာကိုကြိုပြီးကြညာလေးမရှိတာကြောင့် Binance App မှာ BAB တွေကို flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ် April 20ခေါ်ကနေ26ရက်နေ့အတွင်းထည့်ထားတဲ့သူတွေကအေဒရိုအရာမှာဖြစ်ပါတယ်။ By the way ဒါနဲ့ပေါ့နော် State Store ကနေညီကိုတို့အေဒရိုဘယ်လောက်ရတယ်လဲဆိုတာကို comment မှာရေးခဲ့ပေးပါဦး။ အခုလောဟိုဒါ airdrop ကနေ airdrop ရချင်နေဆိုရင် Binance account ရှိဖို့လိုပါတယ် trading လောက်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ်ညီကိုတို့အတွင်ဒီ video ကအကျိုးရှိတယ်ဆိုရင် like ကလေးနဲ့အားပေးခံနိုင်ပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပြီးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ